တချိန်လုံးကဖြစ်ဖြစ်ခဲ့ဘူးတဲ့ဒီရသကျုမြို့မှာပဲလူတယောက်ဟာဥစ္စာတဏမရှိဘူးဆင်းရဲမွဲတည်တဲ့တဏှာစရာအကောင်ဆုံးတကယ်ကိုဟိုအောက်တန်းစားဆိုးရုပ်တဲ့အမျိုးမှာ ဖြစ်ခဲ့သူတယောက်ရှိတယ်တဲ့ရာဇဂျိုမျိုးမှာတော့အစင်းရဲဆုံးပဲစင်းရဲရုံနဲ့မကဘူးသူအားတကူလုံးလက်လူနာယောဂါတွေဆွဲနေတယ်ရပ်ပါဠိတော်မှာတော့မနုဿတလိတော်ဥစ္စာမဲ့မွဲစင်းရဲသူမနုဿကပနော အနာစရာကောင်းတဲ့လူမနုဿဝရကောတကယ်ကိုအောက်တန်းနောက်တန်းကြားတဲ့လူသူ့နောက်မှာမရှိတော့ဘူးလို့တလောက်ပဲရေးထားတယ်အထက်ကကဖြည့်ဆွတ်ပြီးတော့ဖော်ပြတာရတော့ဒီလူဟာတခုတော့ပေါ်ရမှာ သူကပါရတ္တိတိုင်းပြည်မှာဘယင်းဖြစ်ခဲ့ဘူးတဲ့လောကမှာအန္တရာယ်ရဲမဆာလွန်ကြောက်ရကောင်းတယ်နော်တို့တခါတည်းအမားလှုပ်လိုက်လို့ရှိရင်ဘဝမှာဒုက္ခရောက်တတ်တယ်အဲ့တော့သူကဘဝတစ်ခုမှာသူဘယင်းဖြစ်တယ်ပါရတ္တိမြို့မှာဘယင်းဖြစ်တယ်ဘယင်းဖြစ်တော့တိုင်းပြည်လှည့်လည်ပြီးတော့မင်းကမင်းနာနဲ့ ထွက်တဲ့အခါမှာထုံးတဲ့အတိုင်းဘယင်ထွက်တော့မူလာပြီဆိုတိုင်းသူပြည်သားတွေကဝိုင်းပြီးတော့ချီးကြတာပေါ့နော်ဘယင်ထွက်တာကိုပဲဝိုင်းပြီးတော့ချီးကြတယ်ကျိုးစိုးကြတယ်ဩဝါပေးကြတယ်ပေါ့အဲ့ဒီချိန်မှာဘယင်ထွက်တော့မူလာတဲ့အချိန်လူလူပြည်သားကဘယင်ကြီးကိုဝိုင်းကြည့်နေတဲ့အချိန်မှာ က်ရွယ်ကြီးတဲ့ပစ္စကဘုရားကြီးတပါးကဆွမ်းခံကြွလာတာနဲ့သွားဆုံတယ်။ဘင်းကြွလာတဲ့လမ်းမှာအဲ့ဒီပစ္စကဘုရားအရှင်မြတ်ကြီးနဲ့ရောက်လာ။ရောက်လာတော့လူသူပိသက်တွေကဘုရင်ကိုမချီကြတော့ပဲနဲ့ပစ္စကဘုရားပဲကိုရောက်သွားကြတယ်။အလုံးဟာပြိတ္တကပြောင်းလဲသွားတယ် ပိစိကဥရလည်းနေတိုင်းလာတာမဟုတ်တော့ပိစိကဥရကြွာလာတဲ့ဆိုလူတွေကအဲ့ဒီပိစိကဗုဒ္ဓပဲဝိုင်းကြည့်ကြတယ်ဖူးကြတယ်ပေါ့နော်အဲ့ဒီချိန်မှာပိဋ္တကလှုပ်ရှားတော့တော့ပြင်းကြီးကစိတ်တူသွားတယ်ပြင်းဆိုတဲ့လူမျိုးကလည်းသူ့ကိုဩဘာပေးတာကြိုက်တယ်လေအဲ့တော့သူ့ကိုကိမဆိုင်ပဲနဲ့ပိစိကဗုဒ္ဓနောက်လူတွေဝိုင်းသွားတဲ့အခါမှာ သူကအလိုလိုစိတ်တူပြီးတော့ဘသူကလည်းတို့ချိလိုက်တဲ့အခါမှာအသက်အရွယ်တော်တော်ကြီးပြီးတော့တက်ခေါဆိုဘုတ်ချီဝတ်ထားတဲ့ဘုန်းကြီးအိုကြီးတပါပေါ့အဲ့ဒါယူသွားတွေ့ပြတင်ငန်းကြီးတွေဝတ်ထားတယ်ဆိုတာကဟိုအဲ့ဒီခက်ကဆိုလို့ရှိရင်လှလပပါမှာမဟုတ်တာ ဘုန်းကြီးသင်္ကန်းဆိုတာလာလာပါမဟုတ်ဘူးလေအဝတ်နဲ့ခြုံထားတာကြီးဖြစ်တော့သူကစိတ်ဆိုးနေတော့သူမြင်ကွင်းပြစ်စစ်ကဗုဒ္ဓကြီးရောက်လာတဲ့အခါမှာကြီးညိုစိတ်မဖြစ်ဖက်နဲ့ပါပြောလိုက်တော့ဆိုရင်ကွာယံဂௌတိစီရောဒီနုနာယောဂတဲ့ကြီးကဘသူလဲဆိုထွီထွန်လှုပ်လိုက်တယ် ဒီလူ့နဲ့ယောဂတဲ့ကြီးသင်္ကန်းဝတ်ထတာကိုပဲသူကလူ့နဲ့ယောဂတဲ့ကြီးဆိုပြီးတော့ထွိထွန်းလှုပ်လိုက်ပြီအဲ့ဒါနဲ့အဲ့ဒီပြမှုကိုသူကျွလွန်ခဲ့တာသူကျွလွန်ခဲ့တယ်သူအယုံဆိုင်တဲ့ပုဂ္ဂိုလ်ကပြစ်စက်ကဘုရားဖြစ်တယ်တမန်ပုဂ္ဂိုလ်ကိုဆွဆဲတလောက်အပြစ်ချီမှချီမှဟောပြစ်စက်ကဘုရားဆိုအလုံးစင်ကြဲပြီးတော့တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ် ကြည်ညိုလေးစားရမှာမသိပဲနဲ့ကျွလွန်လိုက်တာဒါအလကားသာနေရင်ကျွလွန်လိုက်တာပဲသူကနော်။ကွာယံကုဋ္ဌိစီဘောလူနာယောကဝဝထတဲ့လူချီတို့ထွေထွန်လုပ်ပြီးတော့ဒေါသမျက်လုံးနဲ့ကြည့်ခဲ့တာအဲ့ဒါနဲ့ဒီအကုသိုလ်ကြောင့်သူတည်သွားတဲ့ခါမှာအေးကြသွား ငယ်ကြသွားပြီးတော့လူပြေရောက်တဲ့အခါမှာသူ့ဘုရားဘယ်လောက်ဆိုးရောဆိုတော့ရာဇကျုံမြို့မှာသူကတကယ်ဆင်းရဲပြီဆိုတဲ့တောင်းစားတဲ့တရားစာအုပ်စုတွေပါလာပြီးတော့ပရိသေနေတာသူပရိသေနေကြတဲ့ကသူ့အမေကဘယ်နေဘယ်တော့မှဝါအောင်စားရဘူးလေနောက်ဆုံးသမီးတော့ဝါအောင်မရဘူးလို့ပြောသူပရိသေမနေခင်ကတော့တောင်းလို့ ောင်းနေသူလည်းပရိသေရေနေရောတောင်းစားလို့စစ်မပြေတော့သူရဲ့အကုသို့ကလည်းပဲရိုက်ခတ်တာပဲအဲ့တော့ကိုလှုပ်တဲ့အကုသို့ကိုခံရတယ်ဆိုတာအဓိကအောင်ပြောတာကိုမလှုပ်ပေမဲ့လို့ခံရရှိတယ်ဘာနဲ့ဥပမာတူလို့ဆိုရင်မိဘုံနဲ့ကပ်ရင်တော့ကိုဖိုးတဲ့မိမဟုတ်ပေမဲ့ပူမှာပဲလေမိဘုံကြီးဖိုးထားတယ်ကိုဖိုးတာတော့မဟုတ်ဘူး ဒါပေမဲ့ဘသူဖို့ထတာမိဘုံနာရောက်တဲ့သူကပူမှာပဲအဲ့ဒါလို့ပဲအကုသိုလ်များတဲ့ပုဂ္ဂိုလ်နဲ့အနီးကပ်တွေ့ရတဲ့ပုဂ္ဂိုလ်ကဒုက္ခရောက်တာမိဘုံနာကပ်လို့ပူတယ်ပူတာလို့ပဲအကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်နာရောက်တဲ့ပုဂ္ဂိုလ်ဟာသူ့ဘာအကုသိုလ်ရဲ့အကျိုးဆက်အရှိန်ဟတ်တဲ့မိဟတ်တဲ့ဆိုတာမျိုးပေါ့အဲ့လိုခံသူ့ကိုအကြောင်းပြုပြီးတော့သူ့မိဘတွေဟာ သူကိုယ်ဒီကလေးဒုက္ခရောက်တာသူကလည်းဘလောက်အပြစ်ကြီးတုံဆိုမမွေးခင်ကလေးကမိခင်ရဲ့ဖိုက်ထဲမှာတွေပဲနုနာယောဂဆွဲပြီးတော့နှစ်ရွက်နဲ့နှစ်ခေါင်အပြတ်သွားတယ်ဝန်းထဲမှာတယ်နုနာယောဂဆွဲပြီးနှစ်ခေါင်နဲ့နှစ်ရွက်ပြတ်သွားတယ်မွေးလာတဲ့အခါမှာတကယ်ကိုအနုကလေးဘဝနဲ့မွေးလာ လက်တွေကုတ်ချီတွေကုတ်တယ်နှာခေါင်းပြက်နှရွက်ပြက်ဝေးလာတယ်သို့သောမိဘတွေရဲ့ချစ်ချင်းမေတ္တာဆိုတာအဲ့ဒီကလေးကိုသက်ရှင်အောင်သူတို့မွေးကြတယ်မတ္တပိတရောနာမဒုက္ခရာကာရိနောတဲ့ထက်ကရာဆရာကြီးကမှတ်ချက်ရေးထားတာအမေဖေးဆိုတာသူများမလုံနိုင်တာကိုလုံနိုင်ကြတယ် ကိုရင်သွေးတာသမီးပေါ်မှာအကျဉ်တော်တရားထားပြီးတော့သူ့ကိုသက်ရှောင်ပွေးကြတယ်။သူရှိနေသမ ्या ကလပတ်လို့မိဘတွေကငက်ကပြက်ပြက်။နောက်ကြတော့မခံနိုင်တဲ့အဆုံးမှာသူ့အရွယ်လေးရောက်ပြီးတော့လမ်းလျှောက်တိုက်တယ်။သူကသူတောင်းဆန်းနိုင်တဲ့အရွယ်ရောက်တဲ့အခါကျတော့မိဘတွေကသူ့ကိုလမ်းမှာပဲ ထားပြစ်ခဲ့ပြီးတော့ခြေရဖြောက်သွားကြတာသူကမိဘမဲ့လေးဖြစ်သွားအချင်းမိဘတွေကသူ့ကိုသူ့ရဲ့အကုသိုလ်တွေကြီးလွန်အားကြီးတော့သူနဲ့အတူမနေနိုင်ကြတော့ဘူးခြေရဖြောက်ပြီးတော့တနည်းထွက်သွားလိုက်ကြတယ်အဲ့ဒီမှာသူကမြို့ထဲမှာဟိုလမ်းရောက်ဒီလမ်းရောက်တော့ တောင်စာလူနာယောဂလည်းဆွဲနေသေးတယ်။အညာဆိုလို့ရှိရင်သူကအော်ဟစ်နေတယ်။သူလည်းအိတ်တဲ့လကလူတွေဆိုလို့ရှိရင်ညာဆိုရင်ကြားနေရတော့အိတ်မပြောကြအောင်။အိတ်မပြောကြလို့သူ့ကိုနာမည်ပေးထားကြတာ။အနှိုးတော်လို့နာမည်ပေးထားတယ်။ပါဠိလိုသုတ်ပဖုဒ္ဒအတ အမြဲတမ်းသူတွေနှိုးနေအောင်အော်ဟစ်နေတဲ့သူပို့တုတ်ပဗုဒ္ဓတုတ်ပဗုဒ္ဓသူ့ပဗုဒ္ဓအနှိုးတော့ပေါ့လေအတုတန်ကြပြီသူတွေကအဲ့လိုမရနှိုးနှိုးနေကြအဲ့ဒါကြောင့်သူ့ကိုအနှိုးတော့လို့နာမည်ပေးထားအဲ့လိုဘဝဟာစင်စရဲနဲ့သူဖြတ်တန်းတနေ့ကျတော့ဖျားမှုရှိတဲ့တန်ခါတွေကို လူတွေက စွမ်းကွမ်းပြည့်ပြည့်စုံစုံကတ်လှူကြတဲ့နေရာကိုသူရောက်သွားပြီးတော့အင်္ဂရိကလူပိုးတဲ့ဆွမ်းညာဟင်းညာနေအရသာရှိတဲ့ခရိုင်လူအကျဉ်းချံမဟုတ်ပဲနဲ့အဲ့ဒီနေတော့သူကကောင်းကောင်းစားလိုက်ရတယ်အင်္ဂရိကလူပိုးတဲ့ဆွမ်းညာဟင်းညာနေသူကောင်းသူ့ကိုကျွေးလိုက်ကြတယ် ဲ့ဒီကျွေးလိုက်တော့အဲ့ဒီနေ့မှာသူကဝါဝါလင်လင်နဲ့စားရတယ်ကောင်းကောင်းနဲ့စားရတယ်လူဆိုတာဝါဝါလင်လင်စားရတယ်ကောင်းကောင်းစားရတယ်ဆိုစိတ်ကချမ်းသာတာမြတ်စွာဘုရားကသွမ်းအမှုဘောရဏအဲ့ဒီမှာတရားဟောတော့သူကလည်းအဲ့ဒီဘွယ်မှာတရားနာလိုက်ရတယ်တရားနာလိုက်တဲ့အခါမှာသူဟာဓမ္မအတိညာ တရားနာတော့သူကจุတရားရသောတာပန်ဖြစ်သွားတယ်။ဟောတကယ်အနိစ္စဆုံးလူတယောက်အစင်းရဲ့ဆုံးလူတယောက်အမွဲတေဆုံးလူတယောက်ရောဂါဆွဲပြီးဆင်းရဲမွဲမေးနေတယ်။တကယ်အမောင်တွေကသူတယောက်ဟာပြဿနာတရားနာလိုက်တဲ့အခါမှာသူ့ရဲ့တဏ္ဍမှာဖာရိယတော်တော်ဆိုပြဿနာရဲ့အဆုံးအမတရားတော့မှာ ရှုံချီခြင်းဆိုတဲ့တတ်တာအခိုင်မာရသွားတယ်။တရားနာလိုက်ရတဲ့အခါမှာတရားဖြစ်သွားတယ်။ဟောမနာရခင်ကတရားတရားမဖြစ်ဘူးနာရတဲ့အခါတရားဖြစ်တယ်။အဲ့ဒီတရားကဘာရောလို့ဆိုရင်မြတ်စွာဘုရားဟောတဲ့အတိုင်းပဲတတ္တဟတိတထကတ္တဘောတေမြတ်စွာဘုရားရဲ့အတိညာမြတ်စွာဘုရားရဲ့အရှိချင်းပေါ်မှာလုံးဝယုံကြည်သွားတဲ့တရား အဓိကမတတ်တာထသနာမူလိကတတ်တာလို့ပြောရမယ်ဓမ္မအမြင်နဲ့ဆက်ရှင်နေတဲ့မပြောင်းလဲတဲ့ယုံကြည်ချက်တစ်ခုသူရသွားတယ်အဲ့တတ်တာဆိုသူရသွားတယ်တတ်တာရတာနဲ့တပြိုင်နဲ့သီလငါးပါးသီလကိုသူကအသက်ထက်မြတ်ဆုံးမြတ်မြတ်နှုံလို့ရှိသွားတယ်မြတ်စွာဘုရားစီကတရားဓမ္မကို နာရလို့သူတ္တဆိုတဲ့ တရားကြနာမှုအသိဉာဏ်လည်းရပါတယ်သာခသူရင်နဲ့နှလုံးထဲမှာသူမှဘာမှလှူစရာတော့မရှိဘူးဒါပေမဲ့သာခဆိုတာဘာလို့ဆိုရင်သူမှဟိုနမျောတဲ့မစ္စရိယဆိုတဲ့စိတ်သူမှကင်းသွားတယ်တော်တော်ဖြစ်ပြီဆိုရင်မစ္စရိယဆိုတဲ့တာအစ်ပြောက်တယ်မစ္စရိယပဲ ဒါကြောင့်မို့စာခလို့ပြောတာတကယ်ကတော့ तू အဲ့ဒီချိန်မှာဘာမှလှူစရာရှိတာမဟုတ်ဘူးလေ तू မှတောင်းစာနေရတာအဲ့တော့သူရင်နဲ့နှလုံးနဲ့မှာငါသာ သုံးမယ်ဆိုတဲ့ကျင်းမြောင်းတဲ့အတွေ့မရှိတော့ပဲနဲ့ဆုံးလို့နိုင်တဲ့အနေထားတစ်ခုရှိသွားတယ်နောက်တစ်ခါပညာဒါတော့အရေးကြီးဆုံးဟာပေါ့နော်ရှုတည်နံနေနဲ့ပတ်သက်လာပြီးတော့ပဲရမှမမြဲဘူး ဥရိယထကမိနိယအရိယယနိဗ္ဗေတိကာယဆိုရက်ပညာကဖြစ်တာပြတာကိုသိတယ်။ဩကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်ဖောက်ထွင်းပြစ်နိုင်တယ်အသိပညာပြုတ်သူကသူရင်နဲ့မှရသွားတယ်။ဆိုလိုတာကသတ္တဝါဖြစ်လို့ရှိရင်ဒီခုံကြီးတွေကရသွားပြီဒါဖြစ်သွားတယ်ပေါ့နော်။တတ္တရဲ့သီလရဲ့သုတ္တစာကပညာ ဒီတကယ်အရေးကြီးတဲ့အရေးချင်းငါရက်ဓမ္မဝိရိယနဲ့ပတ်သက်ပြီးတော့သူရသွားတယ်ဆွတ်ဆွတ်မြဲမြဲသူရင်ထဲမှာခံယူဆောက်တည်ထားအဲ့တော့မြတ်စွာဘုရားသာသနာတော်မှာယုံကြည်မှုတရားသာသနာတော်မှာကျင့်သုံးရတဲ့သီလသာသနာတော်နဲ့ပတ်သက်ပြီးသိရတဲ့သုတဆွလုံးမှုဆိုတဲ့စာခာသိပညာဒါတွေကိုသူရင်ထဲမှာခိုင်ခိုင်မာမာ ရရှိသွားပြီတဲ့နောက်တတန်းစီလို့တည်သွားတဲ့အခါမှာတာဝရိန္ဒနတ်ပြေးသွားပြီးတော့နတ်သားသွားဖြစ်တယ်သူ့ဘဝမှာတော့ကြည်ရင်လူဘဝလူခန္ဓာအောက်တန်းကြဆုံးလူဘဝလူခန္ဓာဆုံးတကယ်ကိုတမုမဲ့တဲ့ပြေအိုးကြီးကိုခွဲပြီးတော့ရွှေအိုးရလိုက်ရတဲ့တော့ပဲ အမတန်ကြီးမားတဲ့တံပိုးတစ်ခုကိုသူရလိုက်တယ်။ဒါရမကဟုသူတောင်ရိသနတ်ပြည်ရောက်တဲ့အခါမှာတောင်ရိသနတ်ပြည်မှာရှိနေတဲ့နတ်တွေတဲ့ပို့ပြီးတော့ဆင်းရလှပသေးတယ်။အချမ်းရံကပို့ပြီးတော့ကြီးမားသေးရသေးတယ်။သူများတဲ့တာလုံးနဲ့အယောင်ဝါလက်သူများတဲ့တာလုံးနဲ့နော်အချွေရံသိပေးကလည်းသူများတဲ့တာလုံး ရသဗျာအာသနာတော်နဲ့ပတ်သက်ပြီးတော့ရတယ်ခုတုဖြစ်တဲ့အတွက်ကြောင့်ဝဏယတဆိုရတဲ့သူများကိုလွှမ်းမိုးထားနိုင်တယ်ပေါ့လွှမ်းမိုးတဲ့လူတယောက်ဟာလူပြိသက်တယ်ပါသူများရဲ့ပိုလှနေသူကဒါလွှမ်းမိုးထားတာပဲလေပြိသက်တယ်မှာအလှဆုံးဆိုရင်သူကအလုံးပေါ်မှာကြော်တက်လွှမ်းထားတာပဲဂျန်တဲ့လူသူ့ပဲကြည့်ပါပဲလေဂျန်တဲ့လူမကြည့်တော့အတိုင်းဝိုင်းချမ်းရံများတယ်ဆိုတော့လေသူကလွှမ်းမိုးထားတာ ဲ့တော့နတ်အတိုင်းဝိုင်းမှာလည်းပဲသူကအသာရောင်အချမ်းရကြောစောနဲ့အလုံးကိုလွှမ်းခြုံထားတယ်အဲ့လောက်ထိအောင်နတ်ပြည်မှာနေထားကောင်းတဲ့အခါကြတော့အတိတ်အကြောင်းကိုသိတယ်နတ်တွေကမချိမနိုင်ကြဘူးကဲ့ရကြတယ်နော် ထီကောင်ကတကယ်အုတ်တန်းစားကောင်ကအခုထိတ်တန်းစားရောက်သွားတယ်ဆိုတော့လူရဲ့သဘောကဒီတိုင်းပဲလေအစင်းရောအစင်းရဲ့ဆုံးလူကတထေးဖြစ်ရင်လေအာဒီကောင်ပဲတော့ဘလောက်စင်းရဲ့လားအခုတထေးဖြစ်လာပြီတထေးသားတထေးဖြစ်ရင်တော့သိပြီးတော့လူတွေကပြောကြအောင်စင်းရဲ့သားတယောက်ကတထေးဖြစ်လာရင်တော့နည်းနည်းရှုံးချခြင်းညာတယ်တော်တော်များများအဲ့တော့အဲ့ဒီနတ်သားကိုဟာအောင်ဝဲကောင်းလိုက်တာ ထိနဲ့သားဟာလူဝါတော့ငါတော့တကယ်ကိုဆင်းရဲမွဲတေပြီးအောက်တန်းအကြဆုံးသနာစေဟာအကောင်းဆုံးလူတစ်ယောက်ဖြစ်တယ်။သူဟာအခုတော်ရင်သာနတ်ပြည့်ရောက်လာပြီးအချမ်းနတ်တေတဲ့ပို့ပြီးတော့အစင်းနဲ့ချမ်းရံနဲ့ပို့ပြီးတော့အလုံးတော့ပါနေပါလေ။အန်စရာကောင်းလိုက်တာတဲ့။ကဲရှုပ်ချတာနော် လောကကြီးကအံ့ဩစရာကောင်းလိုက်တာအောက်ဆုံးကောင်ကထိတ်ဆုံးရောက်နေတယ်ဆိုတာပြောတာပဲလေတကယ်အပွဲဆုံးကောင်ကနတ်ဖြစ်တော့ဘာလို့ထိတ်ဆုံးရောက်သွားတာလဲဆိုပြီးတော့အဲ့ဒီတော်ရင်းသားနတ်တွေကအဲ့လိုကဲရရှုပ်ချတဲ့အခါမှာတရားမင်းကြီးကတော်ရင်းသားနတ်တွေကိုပြောပြတယ်မင်းတို့ဒီနတ်သားကိုကဲရရှုပ်ချမှုမလုပ်ကြနဲ့ Tuhan lu buat tu enggak? Ya sob ya hajar eh tema wini ya ma, sumci mudra dia, kujen tila, dia rama una yuare tuda, saka pinya, dari u dua kai ma saudi gelu, era jamulu, nabi ma, dawrina nabi ma. သူများတဲ့ပို့ပြီးတော့တာလွန်နဲ့အစင်းရောင်သူများတဲ့တာလွန်နဲ့အချမ်းရံကြော့စော်နဲ့ပြေဆုံးတာမင်းတို့သွားမခဲ့ကြနဲ့ဆိုပြီးတော့တရားမင်းကြီးကတာဝရိန္ဒနတ်တွေကိုတတိပေးပြီးတော့ပြောတဲ့စကားတစ်ခုပါယတ္တတ္တာတထကတိအာသနာတုပ်ပဋိဋ္ဌိတာတိလင်းစယတ္တကလျာဏရိယကန္တံပတံတိတာ ဓမ္မရဲ့အရှိအချင်းတွေဟာဘလို့တတ်မိုးကြီးတယ်ဆိုတာကိုတရားမင်းကပြောပြတာယသဝပြပေါ်မှာရှုံချီမှုတရာဟာလှုပ်ရှားရင်းရိုက်မှုမဖြစ်ပဲနဲ့အခိုင်အမာတည်ရှိတယ်အစလတတ္ထာစွာတတနာပုလိကတတ္ထာအာကာရဝတိတတ္ထာလို့ခေါ်တယ်အ အတိညာကိုခြေခံပြီးတော့ဖြစ်လာတဲ့တတ္ထာဟာဘသူကပြောင်းလဲအောင်လုပ်လို့မှမပြောင်းဘူးခိုင်ပါတယ်။တမန်ပုဂ္ဂိုလ်ရဲ့တတ္ထာကပြောင်းလဲတယ်။မခိုင်မှရအောင်။တရတရားဆိုတာဟိုခိုင်မှမှုမရှိတဲ့အရာတွေမှပါတဲ့အရာတစ်ခုဖြစ်တယ်။တရဆိုတာပြောင်းလဲတယ်။